တင်ဇက်ဖီမှာကတော့ကိုရွှေမန်းနဲ့ထွန်းထွန်းရဲ့အခုလိုပေးယူရကြအောင်ခင်မမို့အေးလှုပ်သွားတဲ့တန်တာမိုးသိမ့်မှာပရိသတ်ကြီးတန်တာမိုးသိမ့်နဲ့ကိုရွှေမန်းတို့ရဲ့ပွဲကတော့ပြီးခဲ့တဲ့ညမှာအတော်လေးကိုပွဲဆုနေကြတာဖြစ်ပါတယ်ကိုရွှေမန်းကဒေါက်တာမလီနဲ့လက်ထပ်တဲ့အချိန်မှာတန်တာမိုးသိမ့်နဲ့အချစ်သူဖြစ်ခဲ့တာတွေပေါ်လာခဲ့တာရှုပ်ကုန်တာဖြစ်ပါတယ်တန်တာမိုးသိမ့်ဘက်ကလည်းသူကထားခဲ့ခံရသူမဟုတ်တော့ကြောင့်ထားခဲ့ခံသူမဟုတ်တဲ့အကြောင်းပြောကြရင်လည်းပြဿနာကတစတစကြီးထွားသွားပါတယ်။ကိုရွှေမန်းကမကောင်းတဲ့သူတယောက်ဆိုပြီး ပြောခံနေရတာကိုမကြည့်ရလို့ထွန်းတော်ကလည်းဝင်ပြီးစာအရှိကြီးပြောခဲ့ပါတယ်။ထွန်းတော်ကစာအရှိကြီးရေးတင်ခဲ့တဲ့အချိန်မှာကိုရွှေမန်းနဲ့ဒေါက်တာမလေးကသာအကောင်းပြောပြီးတန်တော်မိုးတဲ့ကအတိုင်းဝမ်းမရှိဘူး။မိကောင်းဖခင်တာသွင်းမဟုတ်ဘူးဆိုတာမျိုးပါတယ်ပြောခဲ့မိပါတယ်။ဒါကြောင့်မို့လဲတန်တော်မိုးတဲ့မကလိုက်လွင်ကအတွင်းအလုံးကိုပြေရှင်းလိုက်တာဖြစ်ပါတယ်။တန်တော်မိုးတဲ့ကထွန်းတော်နဲ့ကိုရွှေမန်းတို့ပြောတာတွေကအလိမ်ညာတွေဖြစ်ကြောင်းရှင်းလိုက်တဲ့အချိန်မှာပြဿနာတွေကပိုများသွားပါတယ်။လူတွေကထွန်းတော်နဲ့ကိုရွှေမန်းတို့ကိုပြင်းထန်ဝေဖန်နေကြပါတယ်။ထွန်းတော်ကိုလည်းမင်းကလေးတစ်ယောက်ကို မင်းကလေးကျောင်းရဲ့တိတ်ခါကိုမငယ်ညာပဲပြောဆိုရတဲ့သူဖြစ်သတ်မှတ်နေကြတာပါည7:00နာရီမှာပွဲကစုခဲ့တာမို့ပွဲကြိုက်သူတွေမှအေးပြက်ခံကကြီးခဲ့ရပါတယ်ဒီနေ့မှလည်းနောက်ထပ်ဘာပြဿနာတွေထပ်ဖြစ်အောင်လဲဆိုပြီးဆက်စုနေကြတာပါဒါပေမဲ့မထင်မထားရဲပဲနဲ့ပွဲကဆက်မဖြစ်တော့ပဲပြေးလည်သွားခဲ့ပါတယ်တန်တော်မိုးတင်ကပြဿနာဆက်မရှာတော့ပဲကိုရှိမန်ထွန်းထွန်းနဲ့အဆင်ပြေသွားခဲ့တာပါကိုရှိမန်းကသူ့ကောင်းကနေနှစ်ဖက်အပြိုင်ဆိုင်မတင်တော့ပဲရက်လိုက်ကြရအောင်လို့စာရေးတင်ခဲ့ပါတယ် အပြက်ပြက်မဖြစ်အောင်ပြေးလည်ကြမယ်လို့ရေးသားထားတဲ့စာအုပ်မှာတန်တာမိုးသိန်းကပါလာမှတ်ထားခဲ့ပါတယ်။တီတီကပူရောင်တော်ကျင်နေသေးတဲ့အကိုဆိုပြီးတန်တာမိုးသိန်းကလာမှတ်ထားခဲ့တာပါ။ဒါကိုကွေရွှေမန်းကလည်းပြန်ဖြုတ်လိုက်ကြပါတော့ဒီကိစ္စဒီမာရရဲ့ကြပါတော့လို့ဆိုလာပါတယ်။ဒါပြင်ထွန်းထွန်းကလည်းညီမလေးတန်သားပေါ်မှာမရည်ရွယ်ပဲထိခိုက်သွားစေခဲ့မြင်တကယ်စိတ်မကောင်းပါဘူးလို့យေတာလာခဲ့ပါတယ်။ထွန်းထွန်းကတော့သူ့အနေနဲ့မရည်ရွယ်ပဲយေတာခဲ့မိတာလို့ဆိုနေခဲ့တာပါ။ထွန်းထွန်းတောင်းမှန်တဲ့ပေါ်မှာတန်သားမုန်သိန်းကလည်းရရဲကိုထွန်း ကိုထုံးတို့လည်းကိုရှင်မန်းတငယ်ချင်းအရင်နေဖြစ်ခဲ့တာဘာကိုဆိုလို့ကျမညီမနားလေတယ်ခင်မင်ခဲ့တဲ့သူတွေမှနားလေပါတယ်ဆိုပြီးတန်တော်မိုးတိတ်ကပြန်တုံပြန်ခဲ့တာပါတန်တော်မိုးတိတ်ကပြန်တုံပြန်ခဲ့တာပါဈားတွေကပရိသတ်တွေကဇက်ရှင်တက်နေကြချိန်မှာသူတို့ကပြန်အစင်ပြေသွားလို့ခင်မို့ရီဖြစ်ကုန်ကြပါပြီလူများကတော့သူတို့ကိုခင်မို့မို့ရီဖြစ်ခိုင်းနေဆိုပြီးစိတ်ဆိုးနေကြပါတယ်ညာတော့ကပြဿနာတွေတင်းမာနေခဲ့ရကနေအခုလိုမြင်မြန်ဆဆန်းပြည့်လေသွားတာဘာကြောင့်လဲဆိုပြီးသိချင်နေကြတာပါတချို့ကလည်း ကိုရှိမန်းဘက်ကနေတန်းသာမိုးသိမ့်ကျဉ်းနှံမဲ့ပမာဏမျိုးနဲ့တောင်းပန်ခဲ့တာဖြစ်နိုင်တယ်လို့ရေးတင်နေပါတယ်။ဒါပေမဲ့ဒီပြဿနာတွေဖြစ်ချိန်မှာပြည်သက်တွေကတန်းသာမိုးသိမ့်ကိုချီးကျူးတာပါ။သူမအနေနဲ့ပြဿနာတွေဖြေရှင်းတဲ့အချိန်မှာတစ်ဖက်ကလက်ထပ်သွားတဲ့ဒေါက်တာမလေးကိုဆက်နိုင်လို့မဆွဆဲခဲ့ပါဘူး။တကယ်တော့သူနဲ့လမ်းမခွက်ခင်မှာကိုရှိမန်းတို့ကယင်းနီကျောင်းဝင်နေတယ်ဆိုပြီးမဲ့တန်းသာမိုးသိမ့်ကမင်းကလေးချင်းကိုချင်းစာကစကလုံးတွေကိုထိမ့်ပြီးပြောဆိုသွားခဲ့ပါတယ်။တကယ်လည်းပဲတန်းသာမိုးသိမ့်နဲ့ကိုရှိမန်းတို့ကနိုဗယ်မာလာမှာပြတ်တာဖြစ်ပါတယ်။ဒါပေမဲ့ ကိုရှင်မင်းနဲ့ဒေါက်တာမာလီတို့ကအော်တိုဘာလာမှာရေစာဖြစ်ပြီးရေစာတက်တက်တနည်းပြည့်ချိန်မှာလက်မဲ့ရေထုတ်ခဲ့ကြတာပါပရိသတ်ကြီးရောတနောင်မှုသိမ့်ကိုတနာရင်ခင်မုံမုံကြီးဖြစ်သွားသေးလားဆိုတာကိုမန်လီမှာပြောခဲ့ပါအောင်နော်ပရိသတ်ကြီးတို့မျှဝေတင်ဆက်ပေးလိုက်ပါတယ်ရှင်မင်္ဂလာပါရှင်အခုတင်ဆက်ပေးချင်တာကတော့ပြန်မပြောရရုပ်ရှင်ဇာတ်ကားကြီးရဲ့ review လေးအကြောင်းတင်ဆက်ပေးချင်ပါတယ်လူငယ်တွေရဲ့စူပါအားနဲ့ဖန်တီးထားတဲ့ရုပ်ရှင်တကားဆိုတာကိုသိရှိထားခဲ့တာကြောင့် ယုံတင်ရရရှိဖို့လဲဝန်ရံပေးခဲ့တယ်လို့ယုံတင်လက်သေးချပေါအားပေးကြည့်ရှုရမယ်လို့ဆုံးဖြတ်ထားတဲ့ရုပ်ရှင်တကားဆိုရင်လဲမမင်းမထင်ပါဘူး။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်မဒီနေ့မှသွားကြည့်ပြခဲ့ပါရယ်။ကြည့်ရှုပြီးတဲ့အချိန်မှလဲအားပေးဝန်ရံရကျွနဲ့တဲ့ရုပ်ရှင်ကားတကားမျောလင်းထားတဲ့စိတ်ချင်နှမှုပူရခဲ့တဲ့ရုပ်ရှင်ကားတကားဖြစ်ခဲ့ပါပြီ။ပြန်မပြောရရုပ်ရှင်ကားကြီးကိုအက်ဒမင်ရဲ့တဦးတည်းတယောက်တည်းအမြင်အရပြောရရင်တော့ဒီကားကဝင်ငွေအတွက်ရည်ရွယ်ရကူထားခြင်းမဟုတ်တယ်လို့စုရိအတွက်လဲရည်ရွယ်ပြီးရကူထားတဲ့ရုပ်ရှင်ကားလို့မမြင်ပါဘူး။ အသိပညာရှင်အတတ်ပညာရှင်အနုပညာရှင်လူငယ်ခြေတက်များရဲ့လှုပ်နှိုင်စွမ်းတွေကိုထုတ်ပြထားတဲ့ရုပ်ရှင်ကားတကားလို့မြင်မိပါတယ်။ရုပ်ရှင်ကြည့်ပြီးတော့တခြားလုံးတွေးလာခဲ့မိတာကဒီနိုင်ငံမှာတကယ်တော်တဲ့လူတွေတကယ်တော်တဲ့လူငယ်တွေတကယ်လုံနိုင်တဲ့လူငယ်တွေများစွာရှိနေပါလားဆိုတာပါပဲ။ဇက်လန်စတင်ရေးသားသူကအစရုံတင်ပြသားတဲ့အထိပါဝင်ဖန်တီးတိုင်းသူတာက လုံးဝပြပြော်ဖန်တီးထားတာမဟုတ်ဘူးဆိုရဲလှုပ်ဆောင်ချက်တွေကိုပြောပြဖို့မလိုပဲသိကြရပါတယ်။ဒီရုပ်ရှင်ကားက psychological horror thriller ရုပ်ရှင်မျိုးစာပါဒါပေမဲ့တခြားလုံးထိတ်လန့်ကြောက်ရွံ့စရာကောင်းနေရာမျိုးမဟုတ်ပဲ drama romance comedy စတဲ့အမျိုးအစားစုံလင်စွာထည့်သွင်းထားတာကျင့်နေစရာပါထိတ်လန့်ကြောက်ရွံ့စရာဆိုပြီးမဲ့လဲပြူပြဲပြီးဖဲချောင်းနေတဲ့ရုပ်ရှင်ကားမျိုးမဟုတ်ပဲတစိမ့်စိမ့်တွင်အသေးတအေးအေးနဲ့ကြောက်ရွံ့ထိတ်လန့်ရတဲ့ရုပ်ရှင်မျိုးပါနောက်ပြီးဇလန်းမှာပြောသွားကြတဲ့စကားလုံးတွေအပြင်းစင်တွေတုံးဆောင်နေတဲ့တုံးဆောင်ချက်တွေကဘဝကိုတဘာဝဆန်ပါတယ် ။ရိုက်ချက်တွေကလည်းအမြင်ဆန်းပြီးကွဲထွက်သလိုအတန်မိုင်းဆိုင်ရာပံ့ပိုးမှုအားကလည်းလိုတဲ့နေရာမှာပဲတုံပြီးအတန်နဲ့ဇွတ်လန့်နေအောင်လုပ်တာမျိုးလည်းမရှိပါဘူး။ပုံမှန်မြင်နေကြရုပ်ရှင်ကားတွေမှာဆိုရင်ဇလန်းကြောရိုးတစ်ခုရဲ့ပေါ်မှာပဲသွားပါတယ်။ဘသူကဇက်ဆောင်ဘသူကဇက်ပုတ်ကွဲပြားသိတာစီပါတယ်။ဒီရုပ်ရှင်မှာတော့လုံးဝမတူကွဲပြားစွာနဲ့ဇက်ကောင်အားလုံးကကိုဘွားအတွက်ကိုကဇက်ဆောင်ဆိုတာမျိုးကိုသိတာပေါ်လွင်နေတာမျိုးခံစားရပါတယ်။ဒါကပထမကြိုင်တဲ့တမီးရဲ့အချက်ပါ။ဒီရုပ်ရှင်မှာဇလန်းသုံးပုတ်ပါပြီးမြဲ တစ်ခုနဲ့တစ်ခုကအဆက်ဆက်မရှိတသက်စီဖြစ်နေရမျိုးတော့မဟုတ်ပါဘူး။ပုံပွင့်လင်းလင်းပြောရရင်ဇက်လန်သုံးပုတ်ထဲမှာဇက်လန်နံပါတ်1ထက်2နဲ့3ကိုပို့ချိုက်ပါတယ်။တစ်ကဇက်လန်နည်းနည်းရှိသလိုခံစားရပြီးနည်းနည်းလေးလေးသလိုဖြစ်နေခဲ့ပြီးမြဲနောက်လာတဲ့2နဲ့3မှာတော့ဝယ်လာတဲ့မုံကိုစားဖို့တောင် မေ့အောင်တံပိုကြမသွားအောင်ဆွဲခေါ်ခဲ့ပါ။ဇက်လန်တစ်မှာတော့ horror vibe ကိုအပြည့်အဝပေးဆန်းသွားပြီးစမုတ်ကြီးရဲ့မျက်လုံးအိုက်တနေနဲ့ပေါင်းနေတဲ့သေုပ်ဆောင်တွေကရော့မနေပြီမဲ့လေသေုပ်ဆောင်ချက်တွေကြောင့် သူ့ရဲ့တရုတ်ဆောင်မှုကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ဇလန်နှစ်မှာတော့တော်တော်လေးရတဆုံပြီးပါလာတဲ့ဟာသတွေကအတီပေါင်းနဲ့ဖောက်တဲ့ဟာသမျိုးဖြစ်နေရကြောင်းတကယ်ရင်မောခဲ့ရပါသေးတယ်။စိတ်ရဲ့အတွင်ပိုင်းမှာရှိနေတဲ့ဒဏ်ရာတွေကအချောင်းလန့်စရာဖြစ်လာတာမျိုးဖြစ်တယ်လို့ညာစာနေဝင်မေတိုးခိုင်တို့ပေါဝင်လာတဲ့နှစ်ကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။ကားဆောင်နေစဉ်အောင်ရဲထားရဲ့အဖေကတဖြည်းဖြည်းနီးကပ်လာတဲ့အခန်းဆိုလဲတော်တော်လေးကိုချိန်မိပါတယ်။ညာစာနေဝင်ရဲ့ဂိမ်းအချောင်းကလည်းစိတ်ဝင်စားဖို့ကောင်းခဲ့ပြီး ။ရာစာနေဝင်းကိုကြည့်ရင်စိတ်ထဲမှာတော့အလိုလိုကြောက်နေမိခဲ့ပါသေးတယ်။ဇလန်းနံပါတ်3ကတော့အကြိုက်ဆုံးလို့တော့ပြောလို့ရတဲ့နေရာဖြစ်ပါတယ်။တန်ဖိုလည်းအမြင့်ဆုံးဖြစ်သလိုဇယက်ဒွိတ်စ်ဖြစ်တဲ့ကာရက်တာတယောက်ရဲ့စိတ်နဲ့သဘောထားကိုဖော်ပြခဲ့တာကြောင့်အံ့ဩခဲ့ရပါတယ်။နောက်ပြီးစိုင်ပန်ရှင်နဲ့ဇပွဲနံပါတ်8အကြောင်းဆိုရင် အသက်တအေးအေးနဲ့ကြည့်ခဲ့ရပြီးတဝိုးတော်ဟာဖြစ်ခဲ့ရပါတယ်။တကားလုံးမှာအကြိုက်ဆုံးတရုတ်ဆောင်ကိုပြောပါဆိုရင်တော့ဇလန်းနံပါတ်3ကရဲနှောင်ချူပါပဲ။ ုံစံနဲ့ character ကတထက်တည်းကြာနေတယ်လို့တရုတ်ဆောင်ချက်တွေကတကယ့်ကိုသဘာဝကြလုံးပါတယ်။စပွဲနံပါတ်၈မှာလာစားတဲ့သူတွေကိုစောင့်ဖမ်းကြတဲ့အခန်းဆိုရင်ရင်းတလန့်လန့်နဲ့ကြည့်ကြရတာတကယ်ကောင်းလုံးပါတယ်။နောက်ပြီးတောင်းစားတဲ့ကလေးလေးတွေပြီးရင်းနောက်ချို့ကိုပြန်ချောက်တဲ့အခန်းဆိုရင်လည်းတကယ့်ကိုအသေးတအေးအေးနေပါပဲ။ပြမပြောရရုပ်ရှင်ကားကြီးကမြမရုပ်ရှင်ဇာတ်ကားတကားပါလို့ထုတ်ပြကြွားရဲစီလောက်တဲ့ရုပ်ရှင်ကားတကားအဖြစ်အတိမတ်ပြုခဲ့မိတဲ့အခြေကောင်းမှလာကြောင်းဖြစ်နိုင်ရင်စုတစ်ခုခုတော့ရရှိခြင်းမိပါတယ် ပုံမှန်မြင်နေကြရွှင်ကားတွေနဲ့လုံးဝမတူညီပဲကွဲထွက်နေသလိုပဝင်တဲ့တယောက်ဆောင်တွေကလည်းမြင်နေကြတယောက်ဆောင်တွေမဟုတ်ပါဘူးမြင်နေကြတယောက်ဆောင်တွေမဟုတ်ဘူးဆိုပေမဲ့လုံးဝရော့မနေပဲတဘာဝကြပြီးဇက်ရုပ်ပြီးပြင်လွန်တာကိုလည်းသတိထားမိခဲ့ကြပါတယ်ပုံမှန်ရွှင်ရှင်တွေလို့အပြောတွေတိတ်မပါပဲအပြတွေနဲ့ဖန်းဆားသွားသလိုစကားရဲ့ကြာမြင့်ချိန်ကဘက်ကားနဲ့မှမတူနှစ်နာရီခွဲနီးပါးလောက်ကိုကြာပါတယ်ရုပ်ရှင်ကသုံးကားလောက်ရိုက်လို့ရနေတဲ့ဇက်မျိုးကိုတကားရင်းနဲ့အချိတ်ဆက်မိမိကြည့်ရမှာဖြစ်ပြီးပေးရတဲ့လက်မှတ်ဖိုးထပ်ပုံပြီးတန်ပါတယ် နိုင်ငံကရုပ်ရှင်ပွဲတော်တွေမှာပါဝင်ရှင်ပြိုင်မှုတိုက်တွန်းခြင်းပြီးပြန်မပြောရအဖွဲ့သားများအားလုံးကိုလည်းရင်းနှီးကနေလိုက်လဲစွာချီးကျူးပါစေ။နောက်ထပ်လည်းဒီလို quality ကောင်းတဲ့ကားတွေကိုထပ်မံဖန်တီးနိုင်ပါစေလို့လည်းဆုတောင်းပေးပါရစေ။ပြန်မပြောအနှစ်ကိုလည်းမျှော်လင့်မှာဖြစ်ပြီးတရားမဝင်ရင်အားပေးသွားမှာပါ။မြမရုပ်ရှင်ကိုချမ်းမြေနှုတ်သူများတိုတက်စီခြင်းသူများလူငယ်တွေရဲ့ကြိုးစားမှုကိုအတိမပြည့်ချင်သူများအပြင် ပေါ်ကားရီများလို့ပြောဆိုနေကြတဲ့သူများတွေကိုဒီလိုရုပ်ရှင်ကားမျိုးကိုတွားရောက်ကြည့်ရှုအားပေးပါလို့တိုက်တွန်းပြပါစေ။ဒါမှလည်းလူငယ်တွေအနေနဲ့ပို့ပြီးလုပ်ပြခွင့်ရရှိလာမှာဖြစ်ပြီးမြမရုပ်ရှင်လည်းတိုးတက်ကနိုင်ငံတကာကိုရှင်းလာနိုင်မှာဖြစ်ပါတယ်။ပြန်မပြောရရုပ်ရှင်ကားကြီးအဖွဲ့သားများလည်းအောင်မြင်ကြပါစေကြောင်းစုမုံကောင်တောင်းလို့ရဲ့ကျမတို့ channel လေးကနေပြီးတော့ဆုတောင်းပေးလိုက်ပါရရှင်။အခုလိုလူပြည်နာတဲ့နေကိုအချိန်နဲ့တည်းကြီးကြီးရှုနာဆင်လို့ ကျွန်မရဲ့ Family Mama YouTube Channel လေးကိုလည်း Like နဲ့ Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အစောဒီရှိရှိပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်